င်ကျမတို့ဒီနေ့အာ color idiom လေးဆက်ရအောင်เนาะအဲ့တော့ color ကအဲ့ဒီမှာ color color လည်းသုံးတယ် color color လည်းသုံးတယ်နှစ်မျိုးလုံးဒီစကလုံးက American နဲ့ British နဲ့ပဲ क्वे တာเนาะဘယ်ဟာပဲနေနေအတူတူပဲเนาะတော့ကြစမော complaint နဲ့တက်လာမှာဆိုစမရေ color you are color လည်းရေးလို့မရဘူးလားဆိုမေးလာမှာဆိုလို့เนาะ color color လည်းမှန်တယ်เนาะအဲ့တော့စမကတော့ color ပဲသုံးတယ် color idioms အဲ့တော့ idiom ဆိုတာဘာလဲအာမူလာ ဒိဗယ်ကိုဆရာမတို့ဒီယူလို့အသုံးပြုလို့မရတော့ဘဲနဲ့အဒိဗယ်အသစ်တစ်ခုထွက်လာတာနော်အဲ့တော့အဒိဗယ်အသစ်တစ်ခုဖြစ်လာတဲ့သကစုကိုဆရာမတို့ဒီ EDM လို့သတ်မှတ်မယ်ဒီနေရာမှာအယောင်နေတဲ့သဆိုင်နာအဖြူယောင်မဲယောင်ပြာယောင်ဝါယောင်အဲ့လိုအဒိဗယ်တွေရှိလားရှိတော့ဦးเนาะဟာလာကဲဒါဆိုရင်ခဏတာတတိမေတီဘာဖြစ်သွားတာလဲဘာလို့ဘာ yes black out နော်ဒီနေရာမှာ verb အနေနဲ့သုံးရမယ်နော် black black ကိုနော်အဲ့တော့ပြောမွေးကို အမြင်မှာသူမခဏတာတတိမေးခဲ့တယ်ဒါဆိုရင်မွေးကိုအမြင်မှာသူမခဏတာတတိမေးခဲ့တယ်ဆိုတော့မေးမယ်လို့ဒီဘယ်သူလဲသူမမဟုတ်ဘူးလားဒါဆိုရင်ကျွန်တော်တို့ဗာလေးထက် she black black ကိုကျမတို့ ed ပေါင်းမယ်ခဲ့တည်သုံးတဲ့အတွက်ကြောင့်မို့လို့เนาะ she black of at the side side ဆိုတော့အမြင်ကိုပြောတာ at the side of the snake at the side of the snake လို့သုံးရနော်အမြင်เนาะအမြင် at the side เนาะ left first side တွေပါကြားမို့လား right left at first sight uh huh. love at first sight မြင်မြင်ချင်းအချက်နော်မစင်းစားနဲ့အောင်နော်ကျမကစာကြောင်းအနေနဲ့ရှင်းပြတာနော်အခုနံပါတ်8ဖတ်ရအောင်ပါလဲအကျွေးကင်းသည်အကျွေးကင်းသည်အကျွေးကင်းတော့ကျမတို့ဒီ out of depth လို့မသုံးဘူး out of the yeah အနီရောင်ကနေလွတ်သွားတာလားဟုတ်ဘူးနော်ကျမတို့ဒီ out of the red ဆိုတာအဓိပ္ပာယ်ဒီပါလဲ အကျွေးကင်းသွားတာကိုပြောတာကဲဆိုရတော့တနှစ်ပြီးနော်ဟာမေဒီဖေဒီပြဿနာတွေတက်ကြတယ်ဟာအကျိုးတွေဆက်ရမယ်အကျိုးတွေများကြီးပဲအဲ့လိုမျိုးဖြစ်နေတဲ့အချိန်မှာဒါပေမဲ့ပြီးသွားပြီ။ဒါတော့အဲ့တော့အဲ့ဒါတွေပြီးတဲ့နောက်မှာတော့ငါတို့မိသားစုအကျွေးကင်းသွားပြီ။ဖေဖေလည်းစူးစမ်းတယ်၊မေမေလည်းစူးစမ်းကြတယ်။အဲနှစ်ယောက်ပေါင်းပြီးတော့အကျွေးတွေရှိအောင်ဆပ်လိုက်တယ်။အဲ့တော့မိသားစုကပျော်ရွှင်သွားရပြီ။ကဲပြော့။ပြီးနောက်ဆိုတော့ After a bad year တော့ဆိုးရွားတဲ့နှစ်တနှစ်ပြီးနောက်မှာငါတို့မိသားစုပြော our family our family အကျွေးကင်းစင်ခဲ့တယ်ဒါဆိုရင်တို့တွေဒီ what's next ဝယ်ပါတော့ West မိသားစုဒီအများကြီးပေမဲ့သူ့ကို singular noun နေနဲ့သတ်မှတ်နေမှာနော်သူ့ singular noun နေနဲ့သတ်မှတ်ရတာ our family was ပါလေ out of the rain yeah Now number 9 True. အထက်တန်းစားမျိုးရို့တိလားအထက်တန်းစားရောအောက်တန်းစားရောကြားဘူးလားမဟုတ်ပါတယ် Yes အောက်တန်းစားကြီးရည်ရလေဟုတ်လားမလားအောက်တန်းစားဆိုတော့ဘာလို့ပြောရလဲအောက်ပါနေရအောက်ပါနေရအောက်တန်းစားဆိုတဲ့အဓိပ္ပာယ်ကကျွန်တော်တို့ဒီ Yes လူလူချင်းမှာမှာလူလူချင်းမှာမှာဆရာမတို့ဒီအထက်တန်းစားရှိရအောက်တန်းစားရှိဘာဖြစ်လို့ဆရာမတို့ဒီအထက်တန်းစားတို့အောက်တန်းစားတို့ခွဲလိုက်တာလဲဆိုလို့ရှိရင်ဆိုတာဒီတို့ရဲ့စိတ်ကူးတို့ရဲ့အတွေ့တို့ရဲ့အမြင်တွေကမကောင်းတဲ့ဘက်ကိုသွားတာအဲ့လိုလိုအဲ့လိုမျိုးလူတွေကိုဆရာမတို့ဒီအောက်တန်းစားလို့ခေါ်တာ ုတ်တယ်နော်ပြီးွားလို့ရှင်အထက်တန်းသားအထက်တန်းသားဆိုတာဒီဘာလဲဆိုတော့စိတ်ဓာတ်เนาะအဓိကပတ်စံရှိတာမရှိတာနဲ့မဆိုင်ဘူးဟာအပတ်စံရှိတာဒီဆရာမတို့ဒီပတ်စံရှိရဲ့လူတွေဒီအောက်တန်းသားတွေအများကြီးရှိရဲအဲ့တော့ပတ်စံမရှိရဲ့လူတွေလည်းဆရာမတို့ဒီအထက်တန်းသားတွေအများကြီးရှိရဲเนาะအဲ့လိုမျိုးလည်းရှိသေးရဲ့เนาะအထက်တန်းသားဆိုတဲ့အဓိပ္ပာယ်ဒီစိတ်ဓာတ်ကောင်းတယ်အကျင့်ကောင်းတယ်ကိုယ်စိတ်တရားကောင်းတယ်ဒါမျိုးလူမျိုးကိုဆရာမတို့ဒီဘာလို့ပြောရလဲအထက်တန်းသားလို့ပြောတာเนาะပတ်စံရှိခြင်းမရှိခြင်းကတော့ဒါကတော့စူးစမ်းရတဲ့လူပေါ်မှာတော့အများကြီးသက်ဆိုင်မယ်เนาะ ကဲထက်တန်းသားမျိုးရိုးဘာဖြစ်မလဲ blue blood blue blood နော် blue blood အဲ့တော့အာအပြာရောင်အပြာရောင်သွေးတော့မဟုတ်နော်ဟလာကျမတပည့်မှာအပြာရောင်သွေးရှိရဲ့နော်အသွေးရပါရောင်လဲအနီရောင်ရဒီမှာပြာနေရဲ့နော်ဟုတ်လားကဲတော့ပြော၊သူမဒီထက်တန်းစားမျိုးရုံးမှလူတယောက်ကိုလက်ထက်ခဲ့သည်။ She လက်ထက်ခဲ့တယ်။ဒါဆိုရင်ကျမတို့က Wesley သုံးမဲ့ Mary ကို R I E D ပေါင်းမယ်။ he was married တောင်ကနေတူလေးထက်ထက် he was married to the man of blue blood yeah blue blood blue blood နော်အဲ့ဒီညမှာ blue ရဲ့ summary blue ဒီ blood care ကိုနှစ်ခုအလဲမှာ hyphen ချပြီးတော့ adjective အနေနဲ့လည်းသုံးလို့ရတယ်ဒီမှာတော့ summary က noun အနေနဲ့ပဲသုံးထားတာနော် blue blood ရပါမယ်နော် 你想来几张？